မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာစိုးရင်ထွန်းရေးသားသည့်တန်ဖိုးကြီးသည့်ဆူတောင်းဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုတ္တရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်ကိုဖို့ရွှေရဲ့မခင်ဝင်းတို့အင်္ဂလိပ်ကရက်ွက်ထိတ်အစွန်ကြကြနေရဟုပြောနိုင်သည် အတွင်းဘက်တွင်လမ်းကျယ်လမ်းသွယ်ကလေးများရှိသည် ိုင်များအိမ်များကလည်းပူပူကက်ကက်ကြက်ကြက်ညံ့ညံ့ရှိနေသည်မြို့သစ်ဖော်၍ရက်ွက်အသည့်ချပေးပြီးသည်က၈နှစ်၉နှစ်မကကြာခဲ့ပြီကိုကိုမလေးရှားဗရောက်မင်းစလီမန်စိတ်ဆူဆူနဲ့အတော်အသင့်အရေးပင်ရနေကြပြီဖြစ်သည်မြေဖို့လမ်းများကလည်းအသားကျနေပြီးလမ်းမေးရေမြောင်းတဲ့တွင်လည်းရေရှိနေ၍ကစွန်းနဲ့ကနဖော့ရှမ်းများပေါက်ရောက်နေသလိုငပြိမငရံငစင်ရိုင်းတို့ကရှိနေသည်ရက်ွက်ထဲမှာလူငယ်အချို့ကငားများကြသည် လမ်းထဲကိုစိုက်ကားဝင်လို့ရသည်အိမ်ဆိုင်ကလေးများပါရှိပြီးတီဗီပြသောလက်ဖက်ဆိုင်များဘီယာနှင့်အရက်ဆိုင်များကလည်းရှူရှူပေါ်လာသည်ဒါမှလည်းရက်ွက်အင်္ကာနှင့်ညီညွတ်မြည်ဖြစ်သည်ကိုဖိုးရွှေကရက်ွက်ရှိအိတ်တချို့ကိုရေထမ်းရောက်သည့်လုပ်ကိုလုပ်သည်မကဝင်းကလည်းမိသားစုအ ਨੇ များအလုပ်များသူများ၏နေအိမ်တို့တွင်အိမ်မှုကိစ္စများကိုအလင်းမြောင်ကူညီဆောင်ရွက်ပေးခြင်းအဝတ်ရောမိဘူးတိုင်းဝိုင်းဝန်းချက်ပြုတ်ကြော်လိုပေးခြင်း အိမ်သက်ရှင်တို့ကပြုလုပ်ပေးသည့်အလုပ်တို့ကိုလုပ်ပြီးနေရောမရပါရိုးသားသန့်ရှင်သောအလုပ်ကိုလုပ်ကြသည်ကိုဝှွေရှင်နှင့်မခင်ဝင်းတို့ပိုင်ဆိုင်ရာအင်္ဂလိပ်ဟာရက်ွက်ထိတ်လန်းစုံနေဖြစ်ပြီးလမ်းသွားလမ်းလာနေကြသူတွေလဲပြန်ကြည့်စောင်းငဲ့ကြည့်ဂယုနာကြည့်အထင်းသေးကြည့်များဖြင့်ကြည်ချင်းခံရသောဝါတိုင်းဒဏီမိုးထံကဝါခင်းသည့်အင်္ဂေဟာလေးဖြစ်သည် နေစဉ်လောက်ကန်ရရှိသည်များငွေကြေးကလည်းနေဝင်မိုးချုပ်လျင်လက်ကြားပဲယူလေသလား လက်ထဲမှာပဲခုံပြန်ထွက်လေသလားတော့မသိပါစံဝဲထင်းဝဲဟင်းချက်စရာနဲ့ဖျောင်းတိုင်းချင်းစည်းထီဝဲလိုက်ရင်တနေ့လုံးလုတ်ကန်ရှာဖွေရရှိရတဲ့ငွေကလက်ကြံမရှိကုန်သွားသည်ဒါတောင်သားသမီးတယောက်မှမရှိအကုန်ကြတတ်တာသည်ဟုပြောရမည်ကိုဖိုးရွှေကအသက်30လွန်စားမခင်ဝင်းကအသက်30 အရွယ်ကောင်းအစားကောင်းရွယ်များပင်ဖြစ်သည်ကိုဖူးရွှေကစစ်လိတ်ကိုနဲ့ဘေးထွက်စိုးချိုးပေးသည့်ကိစ္စများကင်းရှင်းသူမခေဝင်းဆိုတာကလည်းအဝတ်စားဟောင်းကျင်ဟောင်းမြေဖူးဖူးစင်စင်ဝတ်တက်ပြီးတနခါထူထူကအလှပံ့ပိုးမှုပဲဖြစ်သည်မိကပ်မျိုးစုံနှခန်းဒီဆိုတဲ့အလှဖြည့်ဆည်းမှုပစ္စည်းကိရိယာတွေမတုံဒါပေမဲ့တနေ့လုံးလောက်ကန်ရှာဖွေလို့ရသမျှတွေကနေဝင်မိုးချုပ်လျင်တက်တန်းကုန်သွားသည် ရိုးသားတဲ့ကိုဖိုးရွှေနဲ့မခင်ဝင်းတို့ကဒါဘားဆောင်ဆိုတာမတွေးမိကြဘူး။မတွေးမိဆိုကိုဖိုးရွှေကလေးတန်းပညာနဲ့ဖုံလုံးကြီးကျောင်းပညာပဲတင်ခဲ့ဘူးပြီးမခင်ဝင်းကလည်း၃လေးတန်းပညာပဲတင်ခဲ့ဘူးသူဖြစ်သည်။တက္ကသိုလ်ကများဘွဲတွေရထားမယ်ဆိုရင်တော့လက်ရှိဘဝကိုတသက်နာတွေနဲ့ဖွဲ့တွက်မိမိထင်သည်။အင်းရှင်တို့အင်းရှင်တို့ညဤတကောင်ရန်ချင်းကိုယ်ကရပင်မခဲ့သူတို့မှာခြေပြက်လက်ပြက်နဲ့နှင်းနှင်းချိုက်ချိုက်အိတ်ဆက်အနာယူခြင်းထိုအချိန်မှာမှအိမ်ရှင်တို့ဟူလာကော်သံကိုဖိုးရွှေအိမ်ယာမလန့်လို့တော်သည် လာပြီလာပြီခဏလေးကိုဖိုးရွှေကအတံပေးမှဝက်ကတကားလေးကိုဖွင့်လိုက်သည်လက်တစ်ဖက်မှာဖျောင်းနိုင်ကိုမိကျင်နဲ့ညှိလိုက်သည်အိမ်ရှိမြေပြင်တွင်မတ်တက်ရက်နေသောလူကြီးတူအော်လာပါလာပါအိမ်မေါ်တက်ပါခမညာတောင်းပါပြီဒုက္ခပေးသလိုများဖြစ်နေပြီလားဒီလိုလည်းမဟုတ်ပါဘူးခမညာကိုဖိုးရွှေကိုနှုတ်လိုက်သောလူကြီးအိမ်မေါ်တက်၍ထိုင်လိုက်သည်ကြီးမားသောလွယ်အကြီးကိုပခုံးမှဖြုတ်၍ဘေးတွင်ချလိုက်ပြီးခေါင်းတွင်ပေါင်းထားသောခေါင်းပေါင်းကိုဖြုတ်လိုက်သည်အဝတ်ပေါင်းအောက်မှထုံအောင်ထားသောသပင်များကဖုံးငွေအောင်တောက်နေသည် ပင်နီဖြင်းချမ်းတိုက်ပုံအတွင်းကံကစွကြဲအင်းကြီးပစိုးအကွက်ကြဲကြဲနဲ့ဝစ်စားထားမှုကြောင့်တနေတကြီးမှလာသူဟုကိုဖိုးရွှေကအမှတ်ယူလိုက်သည်အင်းခရီးသွားပါကွယ်ညနဲ့လို့ခစ်တမိုးလေးရုံတဲကျင်လို့ပါဟုတ်ကဲ့တဲနိုင်ပါတယ်ညစာများရောစားခဲ့ပြီးပါပြီလားအင်းညစာအတွက်ကပြီးပါပြီကိုဖိုးရွှေကစောင်းမိုင်းနဲ့ခေါင်းတလုံးစောင်းတစ်ထဲကိုအခန်းထဲမှာဝင်ယူလိုက်သည်ဦးကြီးခမညာဒါလေးခင်မိနားယူပါ ။အိမ်ခန်းထဲမှာမခေဝင်းကထွက်လာပြီးစောင်းပိုင်းကလေးကိုကိုဖိုးရွှေလက်ထဲမှာယူပြီးခင်းပေးပြီးခေါင်းအုပ်နဲ့စောင်းပိုင်းကိုထားပေးလိုက်သည်။အော်အေးရေးပြက်ကြပါပြီကွယ်။ကြားပါရဲ့ဦးကြီးရဲ့အနားယူပါရှင်။ဧည့်သည်လူကြီးကခေါင်းညိပ်ပြီးတုံလုံးလဲချလိုက်သည်။ကိုဖိုးရှင်နဲ့မခင်ဝင်းတို့လည်းအခန်းကလေးထဲပြန်ဝင်ပြီးအိတ်ကြလေသည်မနက်မိုးလင်းလင်းချင်းပင်ကိုဖိုးရှင်ရောမခင်ဝင်းမှအိတ်ရမနိုးကြပြီးရေလေးဟုတ်တဲပြီးညကကြံခဲ့သည့်ထမင်းချမ်းကိုကြော်လိုက်သည်အိတ်ရှိကိုထွက်လာတော့ညကဧည့်သည်ကြီးကတရားထိုင်နေသည်ကိုရွှေ ဦးကြီးတရားထိုင်နေတဲ့ရင်းနှွေးကြမ်းနဲ့ထမင်းကြမ်းကြော်လေးချပေးလိုက်ပါကျမတခုခုပြည့်ဝလိုက်အောင်မယ်မနှက်စာလေးလှုပ်ပေးနိုင်အောင်လေအေးဟိုဦးသိန်းလို့ဆိုင်မဲသွားလိုက်ပါလားမောင်ဝင်မခင်ဝင်းအိမ်ပေါ်မှာဆင်းသွားပြီးအချိန်မှာဧည့်သည်ကတရားဖြုတ်၍ဖျားဝှက်ဖြစ်ပြီးမြစ်တာပို့လိုက်သေးသည်ပြီးမှနိုးကြပြီလားကွဟုတ်ကဲ့ပါဦးကြီးရင်းနှွေးကြမ်းနဲ့ဓမင်းကြမ်းကြော်လေး၃၀၀မအောင်ခင်ဗျာအေးဗျာတာရုတာရုတာရု ဧည့်သည်ကြီးကအစားအသောက်စားရမှာကိုဖို့ရှင်နဲ့မခင်ဝင်းတို့ကိုဖာသာကျိုးသာသနာကျိုးစောင့်ရနိုင်ပါမလားဦးမေးသည်ဦးကြီးရဲ့ကျွန်တော်တို့ကစိတ်ရပါတယ်စွန့်ရေချမ်းအောင်တရာရှိပေမဲ့ပုံမှန်မလုပ်နိုင်မှုဖြစ်နေပါတယ်အေးပါကွယ်ဒါရီအလုံးဖြစ်လာရမှာပေါ့ဟုတ်လားတရာရှိဖို့လိုတယ်။ဘရားကြည့်ပြီးလှူတာကဒါနမြောက်ခဲ့ပါရဲ့ကွယ်။အဲ့တော့ဦးကြီးကတူမောင်တို့ဇနီးမောင်နှံကိုပစ္စည်းလေးတစ်ခုပေးခဲ့မယ်။၃ငိန်၃ငါပဲတုံးလို့ရမယ်။ညံရှိသလိုသာအသုံးပြုပါ။ လောဘတက္ကရာကြီးမရင်လည်းအန္တရာယ်ရှိတယ်ဟုတ်ပလားကဲရော့ရော့ဧည့်သည်ကြီးကကိုဘိုးရွှေကြီးလက်ထဲကိုအယုတ်လေးတယုတ်ထည့်ပေးလိုက်သည်မခေဝင်းကဈေးဝယ်ပြီးပြောက်လာ၍ကိုဘိုးရွှေကြီးအနားတွင်ဝင်ထိုင်လိုက်သည်ဟင်ဇောကြီးရုပ်ကလေးဟဲဇောကြီးရုပ်အေးကဲဦးကြီးသွားမယ်အားလုံးပြည့်စုံပါစေကွယ်ဟိုဦးကြီးမနှက်စာစားဖို့နေနေ ။ဦးကြီးရဲ့ခဏီခီးကမဆုံးသေးဘူးကွ။ကန်ကြဝင် ပြန်ဆောင်ကြတာပေါ့ကွ။အဲ့ဒီကြီးကတပတ်ကိုခေါင်းပေါင်းပေါင်း၍လွယ်ကြီးကိုလွယ်ပြီးအိမ်ပေါ်မှဆင်းသွားလေသည်။ထိုခါကျမှကိုဘိုးရွှေနဲ့မခင်ဝင်းတို့ကလက်အုပ်ချီ၍ကတော်လိုက်ကြသည်။ကိုရွှေကျမတို့ကိုသူတော်စင်လာမလားလားမသိဘူးနော်။อืมတို့စေစနာကန်တရားပေါ့ကွာ။ရှူရှူဟိုမှာတက်ခိုင်လာနေ။အေးရော့ဒါလေးကိုသိမ်းလိုက်အောင်။တက်ခိုင်ဆိုသေးကမေမေရရအလုပ်ကိုတခုမှမလုပ်ဘဲလှိဖြက်ခွကြောဟိုရောင်ရောင်တီအောင်တမ အတော့စားလောင်းကစားနဲ့ရော့ရော့ပေါ်ပေါ်လို့သူကိုဖိုးရွှေတို့မခင်ဝင်းတို့ဘာတွေရှူပြီးဘာတွေသိမ်းနေတာလဲအကွက်ကောင်းရင်လည်းလမ်းညွန်ပါဦးခုနလွယ်ကြီးနဲ့ခေါင်းပေါက်နဲ့ကဘဲကားဧည့်တယ်လေပရစီရောင်းနေသူလားကွာဟာကွာတက်ခိုင်ရဲ့မင်းကလည်းမသိပဲနဲ့စွတ်တင်နေတော့တာပဲကိုဖိုးရွှေကတက်ခိုင်ကိုတိတ်စကားမပြောချင်မခင်ဝင်းကတော့အိမ်တွင်းဘက်သို့ဝင်သွားသည်ကိုဖိုးရွှေဟိုဘက်ပိုင်းမှာဝင်းကုန်နဲ့အရက်တော့ဖို့ချိန်လာလို့တွားလိုက်ဦးမယ်။တက်ခိုင်ကပြောပြောဆိုဆိုနဲ့ထွက်သားပေမဲ့မျက်နာကမချိုးမချင်း တခုခုကိုရိပ်ဖန်းတံပန်းတိထားသည့်ပုံဖြစ်သည်ကုရွှေဒီတက်ခိုင်ကနေရာတကားပါတယ်ဦးကြီးကိုမြန်ပရစီရောင်းနေသူလားပါလားနဲ့ဟွန်းအခင်ဝင်းကတက်ခိုင်ကိုတိတ်မကျေနပ်ပြီကိုဖို့ရွှေကရေထမ်းမုံကိုဆွဲပြီးမဝင်းရေဘဲမမသွားနဲ့ကွာမင်းဝင်လာတဲ့အာလူလေးပဲအဖြူချက်ပြီးငပိရင်နဲ့တို့เสียပေါ့ကွာဟိုရုပ်ကလေးကိုလည်းသတိထားတောင်တောင်ဤတွေလဲဆုတောင်းမနေနဲ့ကိုကြားလာအင်းမကိုရွှေရဲ့မခင်ဝင်းကသူ့အတွင်းနဲ့သူသဘောကျသွားရေးလိုက်မိသည် ိုညရဲ့အချိန်တွင်ကိုဟိုးရွှေတယောက်တစ်နေ့လုံးရေထမ်းရသဖြင့်ညစာထမင်းစားပြီးတအောင်ကြရဲအိပ်ပျော်သွားလေသည်မခေဝင်းကအိမ်လုံးနဲ့တနေကုန်ကဖះရှိကိုမြစ်တာဖို့အမျှဝေ၍ကိုဟိုးရွှေ၏ဘေးတွင်အသာအရာလှဲ့လိုက်ပြီးအတွေ့ကဟိုရောက်ဒီရောက်သည်နှင့်မခေဝင်းရှိတွင်အသားဖြူဖြူမျက်လုံးမျက်ဖန်ကောင်းကောင်းစပင်နဲ့နဲ့နဲ့ကလေးလေးတယောက်ယောက်ျားလေးဖြစ်နေ၍အခေဝင်းမျက်နှာပြုတ်မြတ်မြတ်ဖြစ်သွားပြီးရတနာပစ္စည်းမျိုးစုံကလည်းဘေးတွင်အပုံလိုက်ရှိနေသည် အလူတန်းမှာပေး၍ရှင်မြူးနေသည့်ကိုဟိုးရွှေကိုပင်လှမ်း၍ပြောလိုက်သည်ကိုရွှေကအဝတ်စားအဲ့နဲ့ဆိုတော့ကြိတ်ကောင်းတယ်မဝင်မဝင်မိဖာရီရောင်နေရလဲကွာဟင်ကိုရွှေမခင်ဝင်းတရားကိုကိုဟိုးရွှေကပြောလိုက်၍အိယာထမလူးလဲထလိုက်သည်အပြင်တွင်အလင်းရောင်ကတန်းနေပြီဖြစ်သည် မိဖို့တဲ့ဝင်ရေးရွေးလို့တဲပြီးမျက်နာသိပ်၍ဖះတောက်တော်ရေးလဲခြင်းရေချမ်းကတ်ကျဲများပြုပြီးအမျက်ဝေမြစ်တာပို့သည်ရွေးလို့စုသည့်အချိန်တွင်ကိုဖူးရွေကအိယာမထပြီးမျက်နာသိပ်ဖះရှိကိုလိုက်သည်ကိုရွှေထမင်းရနေထားတယ်ပဲပြုတ်ကလေးထဲလိုက်မယ်နော်အေးပါကွာအိရှိမအော်သားသောပဲပြုတ်တဲ့ကိုခေါ်၍ဝယ်လိုက်သည်ထမင်းချမ်းနဲ့ပဲပြုတ်ကိုနေပြီးကိုဖူးရွေရှိချပေးပြီးမက်ခင်ဝဲမှာခေါင်းထဲတွင်မက်ခင်နဲ့ဖြစ်၍ရှိကိုအာလွန်သွားသည်ကိုဖူးရွေကလှန်ထိန်ပြီးဘလို့ဖြစ်တာလဲမောင်ဝင်းရေဟိုဟိုကိုရွှေ မဝင်ခေါင်းနဲ့မိုက်ခနဲ့ဖြစ်သွားပြီးရင်လဲတုံသွားတယ်။ညကအိတ်မပြောဘူးလားဒီနေ့နားလိုက်တော့မဝင်။အင်းမနေ့ကလည်းနားထားတယ်တက်တာမှပဲသွားပါမယ်။ဇက်တကြီးဆိုရင်မကောင်းဘူးမမနေတို့အိမ်မှာဝတ်တွေပုံနေလိမ့်မယ်ဒါဆိုလဲတက်တာမှသွားဟုတ်လားဟုတ်ကဲ့ပါကိုရွှေရေဟိုလေကျမမနဲ့မိုးလင်းတိုင်းမှာခူစိုးကြီးရုပ်ကလေးကဘာဆုတောင်းမှလဲလို့အိမ်မထဲမှာမေးလို့ตาလေးချိုးချိုးလေးရပြီးအလူကြီးတန်းကြီးပေးရပါစေလို့မဝင်းကဇော်ကြီးရုပ်ကလေးကိုပြောလိုက်တာ အဲ့ဒါသားလေးနဲ့အလူလူတော့ကိုရွှေကအဝတ်စားတစ်တွေနဲ့လို့အိမ်မက်မက်တော့ကိုရွှေကနှိုးလိုက်တာနဲ့အိမ်မက်ကပြတ်သွားတယ်။ဟေးဒါဆိုမဝင်းမင်းဆူတောင်းလိုက်တယ်ပေါ့။အေးလေဟိုဦးကြီးပြေးခဲ့တဲ့ဇော်ကြီးရုပ်လေးကမေးလို့မဝင်းဆူတောင်းလိုက်တာပါ။မဝင်းရဲ့ကိုဘိုးရွှေကြီးတအံ့တော်ပြောလိုက်တဲ့အဆုံနဲ့အိမ်မေးမှခတ်တွတ်ထွက်သွားသူတယောက်ကိုဘိုးရွှေကထပိချက်စားပြီးရေပုံးထမ်းယူထွက်သွားသည်မဝင်းကလည်းထပိမကန်များတဲ့မီအိမ်ကလေးကိုဝါထည်ရကားလေးပိတ်အပြင်သို့ထွက်သွားလေသည် ခိုင်တဲ့ဝင်းကိုတို့အရက်ဆိုင်မှထွက်လာကြသည်မှာနှစ်ယောက်ထဲနဲ့လမ်းပြင်နေသည်ဥဒိန်ဈေးဆိုင်မှာခွေးနေကြကပင်ရှောင်းသွားသည်တက်ခိုင်မင်းရဲ့ဘတ်ထဲကဘာလဲကွာဟာငါ့ကိုတထည့်ပြအောင်လှုပ်ပေးမှာကွာဟာမင်းကလည်းမူးကြောင်မူးကြောင်နဲ့ဘာပြောနေရလဲအေးလာဟိုဘက်တာလန်ထိတ်ကြမှာပြောပြမယ်လက်ထိတ်ကတစ်ပင်ကြီးအောက်ကိုရောက်သည်တွင်ဝင်းကိုကိုရက်ခိုင်းလိုက်ပြီးအင်းကြီးရဲ့ဘတ်ထဲမှာအယုတ်ကလေးကိုဆွဲထုတ်လိုက်သည်ဟာဇိုးကြီးရုပ်ပါလားမင်းကွာကလေးမုံတငယ်မုံနဲ့ဟာကလေးကစားစရာမဟုတ်ဘူးကွာလူကြီးတထည့်ပြမှာ ကဲမင်းကြည့်နေဖေစော်ကြီးကျုပ်ကခပြားကိုစွန့်စွန့်စားစားနဲ့ခက်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 ယူလာရတာကျုပ်ကငွေများများပေးစားမှာဟုတ်လားဟွန်းပတ်စံမရရဲ့နော်ဖေစော်ကြီးအမှုန့်ဖြစ်သွားမယ်တက်ခိုင်ကဇော်ကြီးရုပ်ကလေးကိုကာ၍ငွေလိုချင်သည်ဟုတောင်းခံလိုက်သည်တက်ခိုင်ရဲ့မင်းကွာအယုတ်ကိုပတ်စံတောင်းနေဟာတက်ခိုင် လမ်းမတိုင်းမောင်းလာသောထော်လာကြီးတက်ခိုင်တဲ့ဝင်းကိုတို့အနာတို့မရောက်မီတုံဆိုင်တုံဆိုင်နဲ့ဆက်တံပြောင်းပြီးထိမ့်မရပဲတစ်ပင်ကိုပြေးဆောင်လိုက်သည်ဟာဟာအမလေးတက်ခိုင်တဲ့ဝင်းကိုတို့မှာထော်လာကြီးနဲ့တစ်ပင်ကြားတွင်အလဲလဲအပြူပြူဖြစ်ပြီးအော်ဟစ်၍ငြိမ့်သက်သွားသည်ထော်လာကြီးမောင်းသူမှလည်းလွင့်စင်ကြပြီးလမ်းပေါ်တွင်ငြိမ့်သက်သွားလေသည်လူအုံလာသည်တွင်တက်ခိုင်တဲ့ဝင်းကိုတို့မှာတွေ့ပြနှင့်မလုံမရှက်ငြိမ့်သက်နေကြသည်ထော်လာကြီးမောင်းသူကသတိရလာသည်ကိုဖိုးရွှေကရေထမ်းမုံကလေးနဲ့ပြန်အောင်လာသည်မခင်ဝင်အင်္ဂလိပ်ထဲမှပြေးထွက်လာပြီး ကိုရွှေကိုရွှေမရှိတော့ဘူးကိုရွှေရဲ့ဟဲ့ဘာမရှိတာလဲမောင်မေရဲ့ရှင်းအောင်ပြောစမ်းမအောင်ငိုလိုက်တာကွာဟိုဇိုကြီးရုပ်ကလေးဖះဆောင်ထဲမှာထည့်ထားတာအခုမရှိတော့ဘူးကိုရွှေရဲ့ဟာကွာတိတိကျကျရှာပါဦးမဝင်ရဟုတ်ပါတယ်ကိုရွှေရဲ့ကျမမမနေတို့အိမ်ကအဝတ်လျှော်ပြီးဒေါ်ကြီးမြဆိုင်ကိုဖိုက်ဆန်းခိုင်းတာနဲ့စကားပြောနေတာနင်းနေကြသွားတယ်อืมဒေါ်ကြီးမြဆိုင်ကနင်းကလေးရှိနေပြီလို့ပြောလိုက်လို့ကျမလည်းဝမ်းသာပြီးပြန်လာတာပြီးတော့ဇိုကြီးရုပ်လေးကိုသတိရပြီးရှာကြည့်တာမရှိတော့ဘူးကိုရွှေရဲ့ မခင်ဝင်းကရှက်ကြီးတငင်ငွေရင်းပြောပြနေသည်ကိုဖို့ရွေကပါဇက်ပဲဟာသွားပြီးမျက်မှောင်ကျုပ်၍ဟာဒိုးကြီးမြဆိုင်ကမဝင်းမှာကလေးရှိနေပြီလို့ပြောလိုက်တယ်ဟုတ်လားဟုတ်တယ်ကိုရွေဝမ်းသာအရာအော်လိုက်တော့ကိုဖို့ရွေဇော်ကြီးရုပ်ကလေးကိုပဲမေ့သွားလေသည်အိမ်တော်သက်၈နှစ်ကျော်ကိုနှစ်တွင်စုတောင်းသမျှမပြည့်ခဲ့သည်မှာယခုတော့ပြည့်စုံလိုက်ပြီဖြစ်၍ကိုဖို့ရွေကမခင်ဝင်းကိုပွေ့ဖက်ရည်မျက်ရည်တို့ကိုတုပ်ပေးလိုက်သည်ဇော်ကြီးရုပ်ကလေးပျောက်ဆုံးပြီးမခင်ဝင်းတယောက်ကိုဝင်လွယ်မိသည်ကိုဖို့ရွေမှလည်းအရင်လောက်မပင်မပန်းပဲဝင်ဝင်မှန်လာသည် မခင်ဝဲမှာကိုဝင်ရစ်လာသည်နဲ့မြမြည်သည့်အလုပ်ကိုမြမလုပ်ရတော့ပေတက်ခိုင်တဲ့ဝင်းကိုတို့တကြိုရန်ထောလာကြီးပိုင်ရှင်ကငွေနှသိန်းစီထုတ်ပေးလိုက်ပြီးကြံသည့်ကိစ္စများကိုတက်ဆိုင်ရာနဲ့ရှင်းလိုက်သည် တက်ခိုင်ဤအလောက်အောက်မှာကျိုးပဲ့ကျင်းဝနေသောအယုတ်ကလေးကသွေးများဖုန်များပေးချနေ၍မိသူကမှသတိမထားမိလိုက်ကြပြီမခေဝဲအိမ်မကြောင်ကိုဖူးရွှေကိုပြောပြသည့်နေ့ကတက်ခိုင်တယောက်ကိုဖူးရွှေမခင်ဝင်းတို့ဤအိမ်ဘေးမှာ၆ရက်နားထောင်ပြီးကိုဖူးရွှေနဲ့မခင်ဝင်းတို့မရှိသည့်ချိန်တွင်အိမ်မော်တက်၍မှွေနောက်ရှာဖွေရာဖះเจ้าဆောင်တွေတွင်အဝိတ္တနှင့်ထုတ်ပေါ်၍တေချာတိန်နာသောဇော်ကြီးယုတ်ကလေးကိုတွေ့ပြီးယူလာခဲ့သည် မခင်ဝင်းကဇော်ရီရုတ်ထန်တွင်တားစုတောင်းခြင်းကိုပြည်စည်းဥစ္စာတောင်းသည်ဟုနစုံနှပြကြားထားမိပြီးဧည့်သည်ဖိုးကြီးထူးခြားမှုများကိုလည်းစိတ်ဝင်စားလိုက်မိသည်လည်းပါသည်တက်ခိုင်ကရရှိလာသောဇော်ရီရုတ်ကလေးကိုမြုံတဝက်ယုံတဝက်နှင့်လိုချင်သောစုကိုတန်ဖိုးကြီးကြီး တောင်းယူလိုက်ရာတန်ဖိုးကြီးစွာပဲအသက်နှင့်ရင်း၍ရရှိလိုက်သည့်ငွေနှင့်သိန်းကတကြိုးစေးဖြစ်ပြီးအစ်စ်ပါသွားရသည်ကဝင်းကိုဝင်းဖြစ်သည် မခင်ဝေးကြီးကိုဝမမမွေးဖွားခင်မဲ့ကိုဖို့ရှိကရက်ကွက်အတွင်းပိုင်းတွင်ပြင်အောင်သွုံမုံအင်္ဂလိပ်ကိုဝဲလိုက်နိုင်သည်အိတ်တက်နှင့်ဖျားနေကစားတင်အလူလဲလုံနိုင်သည်ထိုရင်သစ်ကိုရောက်ပြီးမှမခင်ဝင်းတရားကိုလာကျော်ဆယ်လလွယ်ပို့ထားသောရင်သွေးကိုမွေးဖွားလိုက်သည်မွေးလိုက်သည်ကတာရောက်ကြလေဖို့ရှိရေယောက်ျားလေးဟဲ့ဖြူဖြူတုတ်တုတ်ကြီးမျက်ခုံးမျက်နှာကောင်းကောင်းဟဲ့ဝမ်းဆွဲတော်မြဆိုင်ကအော်လိုက်တယ်လို့တာဖွားဆရာမလေးကလည်းကိုဖို့ရွှေကြီးရောမခင်ဝင်းရောနော်တားအတွက်အကျိုးမွေးကောင်းရမယ်နော် မကွေဝင်းကအနာကျင်းမောပန်းတွေပျောက်သွားသလိုကိုဖို့ရွှေကမှုချင်းလုံးရွှေရင်းပိုင်ရသလိုပင်ဝမ်းဆွဲတော်များဆိုင်ပေးသည့်ပစိုးပိုင်းအဟောင်းကလေးနဲ့ထုတ်ထားသည့်ကလေးချင်းကိုမြုပ်ရန်ပေါတူးကိုယူ၍အင်းဤချင်းပိုင်းတရက်ပင်နှစ်ပင်နဲ့ခလန်းလန်းတွေကျင်းတူးလိုက်ရာတရောင်ကြော်ကြော်တွင်စစ်အိုးနှကန်းတစ်ခုပေါ်လာသည်ကိုကိုဖို့ရွှေကခိတ္တတွင်ငင်းငေးဖြစ်သွားပြီးမှဘေးဘီကိုကြည့်ပြီးအသာရပင်ကလေးအချင်းထုတ်ထည့်ပြီးမြေကိုဖောက်ဝပို့ထားလိုက်သည် အနီးဝန်းကျင်မှမိနေတဲ့လာမေးသည့်လူများရှင်းသွားသည့်လေးရမြောင်နေညမှာမှာ ကိုဟိုးရွှေတရားပေါက်တူးနဲ့ခေါ်ပြားနဲ့ခလေးအချင်းမြုပ်သည့်နေရာကိုပြန်၍တူးလိုက်သည်ပေါ်လာသောခလေးချင်းကိုနေရာရှိ၍မြုပ်လိုက်ပြီးတူးလက်စနေရာကိုဆက်၍တူးလိုက်ရာစိတ်ဝင်ရဝင်အိုးပုံစင်အိုးတလုံးပေါ်လာသည်အိုးကိုအတော်ပင်အားဆိုင်၍ဆွဲယူလိုက်ရသည်အိမ်ဝေါ်ကိုတင်ပြီးတကားလုံးအောင်ပိတ်၍စင်အိုးကိုဖုံးအုပ်ထားသည့်များကိုဖယ်ရှားလိုက်ရာဟာ ကိုဖူးရွှေနှုတ်မှထွက်သွားသည့်အံဝတန်ကအတော်ပင်ကျဲသွားသည်တသက်နဲ့တကိုထို့မြများပြားသည့်ရွှေတဲများရွှေတင်းကားများကိုမမြင်ဘူးရဲ့ပင်ဖြစ်သည်တချို့တဝက်များကိုထုတ်ပြီးအိုးကိုတေချာစွာထုတ်ပေါ်၍တင်လိုက်သည်မခင်ဝင်မိထွက်တွင်ကြကြနာနာကျုံဝဲလှူဒန်းနိုင်ပြီ။နောင်ကိုလည်းအလူတန်းကိုလက်နဲ့မပြတ်လှူဒန်းနိုင်မီဟုတွေး၍ပီတိဖြစ်မိသလိုဇောကြီးရုပ်ကလေးပေးခဲ့သောဧည့်သည်ဦးကြီးကိုယူမှန်း၍လက်အုပ်ချီလိုက်သည်။စေတနာနှင့်ထိုက်တန်စွာရရှိခံစားရခြင်းဟုလည်းနားလည်လိုက်သည်။ တက်ခိုင်နဲ့ဝင်းကိုတို့၏ထိုက်တန်သောရရှိမှုကိုလည်းတွေးလိုက်မိသည် မခေဝင်း၏ဘဝသည်ရှေ့လျှောက်အေးမြချမ်းသာသလိုတားလေးကိုလည်းပြည့်စုံသည့်ဘဝနှင့်ထားနိုင်ပြီအပေတကားပိတ်သည့်ရှင်သာမဏေပြုဝေးရမည်ဟုတွေး၍ပီတိတွေ ဝေဖျားသွားသည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။